ုံနောင်နဲ့မညံဆွမ်းအားကောင်းပြီးညံအလင်းပွင့်စေတဲ့တကူလုံးချမ်းမာစေတဲ့ပရဂယယောဂလေးကိုမျှဝေပေးသွားပါမယ်နော်အဆုံးထိလိုက်ကြည့်ပေးပါပါဒီနေ့မှာတော့ဒီချေတနာမျှဝေပေးခြင်းနဲ့ယောဂ series လေးကတော့ပရဂယယောဂလို့ခေါ်ပါတယ်အဲ့ဒီပရဂယယောဂဆိုတာကခန္ဓာကိုယ်နဲ့စိတ်မှာညံအလင်းပွင့်စေပြီးတော့တကူလုံးကျမ်းမာတန်ဆွမ်းစေတဲ့ကျင့်စဉ်လို့လည်းအထိပ္ပယ်ရပါတယ်ဒီပရဂယယောဂကိုပုံမှန်ကျင့်မယ်ဆိုလို့ရှိရင် အုံနာမညံစွာအားလည်းကောင်းမယ်ခန္ဓာကိုယ်မှာကြောရိုးဖွဲ့စည်းပုံမှာလည်းကြောရိုးတွေဆွဲဆန့်ထားသလိုဖြစ်တဲ့အတွက်ခန္ဓာကိုယ်တစ်ပုလုံးကိုသွေးလည်ပတ်အားကောင်းစေတယ်ပြီးလို့ရှိရင်ခလေးလူကြီးမရွေးလိုက်ခြင်းလို့ရတဲ့အတွက်လွယ်လဲလွယ်ကူပဲခန္ဓာကိုယ်မှာဟော်မုန်းတွေကိုလည်း balance ပြစေတယ်မက်တာဘောလစ်ဇင်တွေကိုလည်း balance ပြစေတယ်ဒီကေပေါ်မှာ ုံနောက်နဲ့ခန္ဓာကိုယ်နှစ်ခုစလုံးအတွက်အစွမ်းထက်တဲ့ယောဂကျင့်စဉ်လေးတွေဖြစ်ပါတယ်။ spiritual သမားတွေအတွက်ဆိုလို့ရှိရင်လည်း spiritual walk တွေမလုပ်ခင်မှာအကျိုးအနေနဲ့လုပ်မယ်ဆိုရင်ဉာဏ်အလင်းပွင့်စေတဲ့ယောဂကျင့်စဉ်လေးတစ်မျိုးနဲ့ဖြစ်ပါတယ်။အဲဒါဆိုရင်ဒီချင်းနဲ့တူတူအဲ့ဒီ pragya yoga လေးကိုတူတူလိုက်ပြီးတော့လေ့ကျင့်လိုက်ရအောင်နော်။သူရဲ့ series က tick ကနေပြီးတော့မှ1နှစ်3နေနဲ့ရင်16ခုရှိရဲ့ သူကဘာကိုပြောတာလဲဆိုတော့ဒီ Mother of the Art Gayatri ပေါ့နော် Gayatri Mata ပေါ့ Gayatri Mata ရဲ့ mantra တွေကအပိုက်တစ်ခုချင်းစီကို mantra တစ်ခုချင်းစီကိုအဲဒီတင့်စင်ထဲမှာ post တစ်ခုမှာ mantra တစ်ခုအနေနဲ့ဒီဘက်မှာတော့လေ့ကျင့်ကြရတယ်ပေါ့နော်အဲ့ဒီ mantra လေးက om bu bu ba swa ha tasavitu bari nyan bargo deva sya di mahi U U နော် Prachu Daya အဲဆိုတော့၁၆မျိုးကိုမန္တရာနဲ့တော့ထည့်မလုပ်တော့ဘူးအဲ့ဒီမန္တရာနေပြီးတော့မှမာတာအော့ဖ်ရိုက်ဂါယတရီကနေပြီးတော့မှလာတဲ့ပြင်ဆင်လေးလည်းဖြစ်ပါတယ်နော် So အဲဆိုရင်သူတို့ဒီဟာလေးကိုပထမတစ်ကြိမ်ခြေကိုအရင်လိုက်ကြည့်လိုက်ပါနော်ဒီဆုံးကိုကယောဂမက်ပေါ်မှာနေမယ်ဆိုလို့ရှိရင်ဖြာရဲ့အနောက်နားလေးမှာနည်းနည်းလေးနေရာယူထားမယ် ခန္ဓာကိုယ်လေးကိုကြောယိုခါယိုတစ်ဖြောင်းနဲ့လေးထားပြီးတော့မှ smart sixty key position အနေထားလေးနေလိုက်မယ်။ပြီးလို့ရှိရင်တော့ data စနနံပါတ်1မှာလေယိုရွှင်နဲ့လက်ကလေးကိုအပေါ်ကိုဆန့်ထုတ်လိုက်မယ်။ကြောယိုခါယိုလေးဆန့်ထားမယ်။မျက်လုံးကိုတနေရာမှာအာယုံစိုက်ပြီးကြည့်ထားမယ်။အဲဒီကနေပြီးတော့မှထုတ်ရင်းနဲ့ခေါင်းနဲ့လက်လေးတစ်ပြိုင်တည်းလာမယ်။ father has star sent ညာနဲ့လာပြီးရင်ညာရင်နှစ်ဖူးဒူလေးပါတီလေသုံးမှာဗဂျရာဆန်ဗဂျရာဆန်လေးနဲ့တစ်ချေတို့ထိုင်ချလိုက်မယ်နိုင်လို့ရှိရင်ချစ်ပမိုးနဲ့ကျမ်းပြင်းနဲ့ထိပြီးတော့ဗဂျရာဆန်လေးနဲ့ထိုင်မယ်ပြီးရင်အဲ့နေထားနေပြီးတော့မှပဲဥစ္စရာဆန်လေးကိုသွားမယ်ဒူလေးထောက်လိုက်မယ်မနိုင်တဲ့သူကလက်ကလေးခါနောက်ထောက်ပြီးတော့ခါလီကော်လို့ရတယ်။နိုင်တဲ့သူကတော့ဘယ်ဘက်လက်ကဘယ်ဘက်ခြေပြနော်။ညာဘက်လက်ကညာဘက်ခြေပြနော်။ လေးကိုရှိအဝင်နဲ့ရှိလေးနဲ့ကျိုးမျိုးမအောင်ကောင်းပင်နဲ့ဒါလည်းမြတ်ပြည့်ပြန်လာမယ်ငါမယက်မူထရာဆန်လက်လေးနှစ်ဖက်နောက်ကိုရှက်ထားပြီးနှာခေါင်းကနေလေးရှူတင်မလေးထိုင်ချလိုက်မယ်မီယူထုတ်ရင်းနဲ့နဖူးချမ်းညံလေးချီလက်ကလေးကိုအပေါ်ကိုရတဲ့လောက်လေးကံကြီးကညစ်ပြီးဆွဲထားလိုက်မယ်။ဒီမလေးကိုပုံအောင်ထုတ် နော်ခြောက်မှာပြန်ပြီးတော့လေကိုရှူရင်းနဲ့အာသာတာရာစနာထိုင်ရဲ့အနေထားမလို့အာသာတာရာစနာလေးကိုသွားမယ်ကြောယူခါယူလေးတစ်ဖြောင်းလေးလေးထားမယ်တင်အဲ့အနေထားအနေရှရှန်းအာစနာခနာကိုကြောယူလေးကိုတစ်ဖြောင်းလေးလေးရှေ့ကိုဆန့်ပြီးကုန်ချလိုက်ပါမယ်တံတောင်လေးထောက်ထားမယ်လေကိုကုန်အောင်ထုတ်ထားမယ်ဒီအဲ့ဒီတောင်ထောက်ထားတဲ့နေထားတိုင်းလေးရှေ့ကိုလာမယ်ဘူချန်ကစနလေးနော်ဘူချန်ကစနလေးလာပါမယ်လေကိုရှူရင်းနဲ့ ခါလေးကိုပေါ့ညာဒါလေးကောပြီးမယ်ပြီးရင်ဘဲဘက်ကလေးကိုလှည့်ကြည့်မယ်တေဒီယာကူချန်ငါဆန်နောက်တစ်ချိန်ညာဘက်ကလေးကိုလှည့်ကြည့်မယ်နောက်ထပ်တေဒီယာကူချန်ငါဆန်ဘဲညာပြီးလို့ရှိရင်ဒီနေထားကနေနောက်ကိုပြန်သွားမယ်ရှက်ရှန်းအဆင်လေးကိုပြန်သွားလိုက်မယ်ပြီးရင်အာဒါ တာဒါသနာလေးကိုပြန်လာပါမယ်လေကိုရှင်နေအာတာတာဒါသနာအဲလက်လေးကိုရင်ဘတ်ရှိလေးမှာလာမယ်ဥကတာသနာလေးခြေပြားလေးထောက်ပြီးတော့ပောင်းရင်းရနေနာရင်ဒူးလေးကြွမယ်ပောင်းရင်းရနေဒူးထီကိုကြမ်းခင်းနဲ့အပြိုင်လေးထားလေးထားမယ်ပြီးရင်လက်လေးနှစ်ဖက်ကခြေောက်ဘေးလေးမှာချပြီးတော့ဒူးလေးပြန်ဆန်းလိုက်ပါရာဟစ္စာဆန်း ရင်တော့လေကိုရှူရင်းနဲ့နံပါတ်15မှာလက်ကိုအပေါ်ကိုပြန်ဆန့်ပြီးတော့တာရာစနနိုင်ခြေပြားလေးပါထောက်ပါမယ်။ပြီးရင်တော့ခန္ဓာကိုယ်တစ်ခုလုံးမှာ cosmic power တွေကိုခန္ဓာကိုယ်လို universe ရဲ့ cosmic power တွေအကုန်လုံးကိုခန္ဓာကိုယ်ထဲကိုစွဲသွင်းတဲ့အနေနဲ့လက်သေးလေးစုံမယ်။လေဝအောင်ရှူပြီးတော့ပါးစပ်ကနေ om ဆိုတဲ့အတန်လေးနဲ့ခန္ဓာကိုယ်ထဲကိုစွဲအင်းတွေဖြည့်သွင်းပေးလိုက်အောင်။ဝအောင်ရှူ om ပြီးရင်လက်လေးပြန်ဖြန်လိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့ Pragya Yoga ရဲ့အစာအဆုံးတစ်ကြော့ပြီးသွားတာဖြစ်ပါတယ်။ဒါမျိုးလေးကိုဒီချေတို့နေ့စဉ်ပုံမှန်လေ့ကျင့်မယ်ဆိုလို့ရှိရင်ကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်အသက်ရွယ်မရွေးအပိုင်းချမရွေးပေါ့နော်တနေ့ကို9ချောကနေ10ချောလောက်ထိပုံမှန်လေ့ကျင့်သွားလို့ရပါတယ်နော်ပုံမှန်လေ့ကျင့်သွားမယ်ဆိုရင်တော့ခန္ဓာကိုယ်အတွင်းစွမ်းအားတွေလည်းကောင်းလာမယ်စိတ် ရဲ့ပေါ့နော် concentration တွေလည်းကောင်းလာမယ်။အုံနောက်ရဲ့မျက်ညာစွမ်းအားတွေလည်းကောင်းလာမယ်။ကိုလုံနေတဲ့ဒီကိုလုံနေတဲ့ဘာသာတရားကျင့်စဉ်တွေ spiritual workout တွေမှာလည်းအကောင်းဆုံးပေါ်တော့ပို့ပြီးတော့စွမ်းဆောင်ရည်ကောင်းကောင်းနဲ့အာယုံစုဆိုင်ပြီးတော့လုံနိုင်လာမှလည်းဖြစ်ပါရဲ့เนาะဆိုရင်ဒီကျင့်စဉ်လေးကအားလုံးအတွက်အကျိုးရှိခဲ့မယ်ဆိုလို့ရှိရင်လည်း ကိုရဲ့မိတ်ဆွေတွေကိုပြန်ပြီးတော့ညဝေပေးဖို့လည်းမမေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်ဒီထက်ရတော့အခုလက်ရှိအိန္ဒိယနိုင်ငံမှာ Master of Yoga ကိုတက်ရောက်သင်ကြားနေတဲ့ဒီချေတနာပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ကြပါစေเนาะ Namaste Pranam